ခုဇာတ်လမ်းလေးကတော့ဇာယေသူရဲ့အဖေငယ်စဉ်ကကြုံခဲ့ဘူးတဲ့နာနာဘဝအကြောင်းတွေကို horror and prey တွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်တာပါကျွန်တော်ကတော့တင်ဆက်သူမောင်ဟိမဲဖြစ်ပါတယ်အဖေနာမည်ကဦးမောင်မောင်အဖိုးနာမည်ကတော့ဦးဖေပါအဖိုးကအစိုးရဝန်ထမ်းဆိုတော့အဖိုးတာဝန်ကြောက်ရံနေရတွေကို အဖေတို့ကမိသားစုလိုက်လိုက်နေရတာပေါ့ဒီလိုနဲ့အဖိုးကအင်းစိမ်မှာတာဝန်ကြရတယ်ဗျအဖိုးကိုအစိုးရချထားပေးတဲ့အိမ်ကအင်္ဂလိပ်ခေတ်ကအရာရှိတွေနေခဲ့တဲ့အိမ်ခြံစည်းကိုနှစ်ထပ်ကာထားပြီးတော့ခြံထဲမှာလည်းတရက်ပင် ပိန်းနေပင်နေနဲ့အရေးတော်တော်ကောင်းလာတဲ့ဒီလိုနဲ့ဥဖေရမီသားစုအင်းစိန်ကို ပြောင်းလာတာပေါ့သားသမီးတွေကများဆိုတော့ချန်အကျဲကြီးအင်းအကျဲကြီးမှစီစီကားကားပေါ့ရောက်ခါစားတလားလောက်အထိကတော့အားလုံးပုံမှန်ပဲဗျတလားလောက်နေတော့ကိုမမောင်ညာဖက်ကြီးစာချက်နေတော့အင်းခေါင်မှုပေါ့ကိုတဲရီနဲ့ပတ်တဲ့အတန်တရှဲရှဲနဲ့ကြားရတယ်ကိုမမောင်ကလည်းပရင်ပေါက်တကောက်ကိုဖြွင့်ကြည့်တော့သူ့ပရင်ပေါက်ကနေတဲရီဖွေးကနေဖြာချနေတာကိုတွေ့လိုက်ပါတယ် နှစ်ထပ်တိုက်ကြီးဖြစ်တာကြောင့်လူတယောက်လမ်းပေါက်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးတွေးမိတော့အဖေဖြစ်သူကိုသွားပြောပြတယ်။ဦးဖေကလည်းသားသမီးတွေကြောက်မှဆိုတော့ခုနကချန်ပီယံကနေကာလာသားတွေလမ်းပြတာကိုသူတွေးလိုက်တယ်ဆိုပြီးပြောပါတယ်။နောက်တရညနေကျတော့မိသားစုစုံညီထမင်းစားကြပါတယ်။အဲဒီချိန်ဦးဖေထိုင်နေတဲ့မျက်နှာချင်းဆိုင်ဆန်အိတ်စီထားတဲ့အပေါ်ကိုဒီကျင်ကျင်အမွှေးဆုပ်ဖွားနဲ့ကလေးငယ်တယောက်ပြေးတက်လာပါတယ်။ဦးဖေလည်းဟင်းရဲ့ပကံလုံးနဲ့ကောက်ပေါက်တော့ချက်ချင်းပြောက်သွားပါရော့။ သားသမီးတွေကဘာဖြစ်တာလဲဆိုပြီးဝိုင်းပြီးတော့ဥဖေကလည်းကလေးတွေလမ်းမှာဆိုလို့ကြောင်ကိုမောင်းထုတ်တာပါလို့ပဲပြောပါတယ်။နောက်ရက်မနေ့ရုံပည့်ရက်ဆိုတော့ဥဖေနဲ့ဇနီးဖြစ်သူတို့အင်းအဲခမ်းမှာစားထိုင်ဖက်နေကြပါတယ်။အဲဒီချိန်မှာရေအိုးလေးဖက်ပြီးအင်ဝင်ဝမှာလာရက်နေတဲ့မိမငယ်လေးကိုတွေ့တော့ဥဖေရဲ့ဇနီးကဘာလို့ရှိလဲဆိုပြီးမေးတယ်။ဥဖေကလည်းဘသူကမှမတွေ့ရကြတော့ဘာကိုမေးတာလဲဘာညာနဲ့ခြံထဲထိလိုက်ရှာရော။ဒါပေမဲ့ဘသူမှရှိမနေပါဘူး။ ဒီလိုနဲ့ဥဖေလည်းနေစဉ်ရက်ဆက်အခုလို၆ချားစရာကိစ္စတွေကြုံလာတော့အိမ်ကိုဖုံဖုံနဲ့ပင့်ပြီးတရားနာပရိယွတ်လောက်ပါတယ်။အဲ့ဒါတွေပြီးတော့၃၄ရက်ထိတော့ငြိမ်သွားတယ်ဗျ။၃ရက်လောက်ကြာတော့အိမ်ကိုဥဖေရဲ့ညီမိသားစုတွေလာလဲပါတယ်။ဒီလိုနဲ့အဲ့ဒီမိသားစုမှာပါလာတဲ့ကလေးငယ်လေးကိုဥဖေရဲ့ဇနီးကမုံနဲ့ခွန်ကျွေးနေပါတယ်။အဲ့ဒီချိန်မှာကလေးငယ်တွေကထပြောပါတယ်။အန်ဂျီခုနကမမလေးတနာပါတယ်။သူစားရင်တော့ကြည်နေရှာတယ်။သူ့ကိုလည်းနည်းနည်းကျွေးလိုက်ပါတယ်။ အကုန်လန့်ကုန်တာဗောကလေးငယ်လက်ညှိုးထိုးပြတဲ့နေရာမှာဘယ်သူမှရှိမနေဘူးဗျဒီလိုနဲ့မတိတိုင်းမတိပါတာထားလိုက်ကြပြီးတော့ဒီမိသားစုကလည်းအိမ်ကနေပြန်သွားပါတယ်အိမ်ညမှာကိုမမောင်စာချက်နေချိန်ဗရင်ပေါက်တကားဟာဇုံလိုက်ကြီးဖြည်းဖြည်းလေးပိတ်လိုက်ဖွင့်လိုက်လာလုံနေပါတယ်ကိုမမောင်လည်းမိပါရင်စီကိုပြေးပြီးပြောပါတယ်မိပါတွေကလည်းညီအကိုတွေအကုန်လုံးစုစည်းပြီးတော့တခန်းထဲမှာအိတ်စီပါတယ်ဒါပေမဲ့ကိစ္စကပြီးမသွားပါဘူးအိမ်နေတဲ့အချိန်မှာနရက်နာကက်ပြီးစာရွက်တွေစုပ်ဖြဲတဲ့အတန် နရွက်နာမှာပေတဲ့နဲ့ကတင်ရိုက်တော်တဲ့အတန်စသဖြင့်အတန်ပေါင်းစုံနဲ့နှောက်ရက်တော်ညီအကိုတွေအကုန်မနှက်မိုးလင်းထိငုတ်တုတ်ကြီးထိုင်နေရတယ်ဗျအဲဒီနောက်မှာမိသားစုတွေတိုင်ပင်ပြီးတော့ဒီအိမ်ကြီးကနေပြောင်းကြဖို့လုပ်ပါတယ်ဒီလိုနဲ့အိမ်ဧကန်ကမှစုပြုံပြီးထိုင်နေကြတဲ့အချိန်ဧကန်ကနေလမ်းမြင်နေရတဲ့မိဖို့ချောင်းကနေစာရီကြီးချုံထားပြီးတော့မျက်နှာတချမ်းသွေးတွေရွှဲနေတဲ့အိန္ဒိယအမျိုးသမီးကြီးထွက်လာတာကိုမိသားစုတွေအကုန်မြင်လိုက်ရတော့ရမဆိုင်ပဲညနေဆောင်ကနေအဲ့ဒီအိမ်ကြီးကနေပြောင်းလာကြတယ် ဒါပေမဲ့ဥဖေကတော့တက်သည့်ရှိသူပြီးပြီးဒီနာနာဘာဝတွေကိုမောင်းချဖို့စူးစမ်းပါတယ်သူတို့တွေမောင်းချပြီးဒီအိမ်ကြီးမှာပြန်နေဖို့ရည်ရွယ်ထားတာပါအရင်ဆုံးအိမ်ကြီးနဲ့မလမ်းမကမ်းမှာရှိတဲ့အိမ်တလုံးကိုငှားရလိုက်တယ်ပြီးတော့အထက်လန်းဆရာတို့ကိုရှာပြီးဒီအိမ်ကြီးကနာနာဘာဝတွေကိုစာတင်နှိမ်နှင်းပါတယ်အဲဒီချိန်မှာအထက်လန်းဆရာကြီးမြင်လိုက်ရတာကဒီအိမ်ထဲမှာရှိနေတာတွေကတကောင်တကောင်နဲ့မဟုတ်ပဲအများကြီးရှိနေတာပါဆရာကြီးကလည်းနှိမ်နှင်းဖို့မလုပ်စေချင်ပါဘူး သေချာမိတ်ဖွဲ့ပြီးကိုစီနဲ့ကိုနေစေချင်ကြပါတယ်။ဒီလိုနဲ့ဆရာကြီးကလည်းအိမ်သားတွေကိုအဆောင်လက်ဖွဲ့ပြီးစီရင်ပေးပြီးအိမ်ကြီးကနေမနှောက်ရှက်ကြဖို့မြေတားရဲခံပေးပါတယ်။ဒီလိုနဲ့အိမ်ကြီးဟာနှစ်အတန်ကြာတဲ့ဒီတိတ်ဆိတ်စွာရှိနေပါတယ်။ဒီလိုနဲ့ဥဖေလည်းတာဝန်ကနေအနားယူပြီးဒီအိမ်ကြီးကနေပြောင်းရပါတော့မယ်။ဥဖေဇနီးဖြစ်သူနဲ့အကိုကြီးတွေကအိမ်အစ်တစ်ကိုပြောင်းကြပေမဲ့ကိုမောင်မောင်ကတော့တငယ်ချင်းတွေကိုဖိတ်ပြီးအိမ်ကြီးမှာနှုတ်ဆက်ပါတီလေးလုပ်နေကြပါတယ်။ဒီလိုနဲ့ဒီပါတီလုပ်မယ့်ညနေမှာ ိုမောင်မောင်ရဲ့တငယ်ချင်းဖြစ်သူလင်းဦးကဒီအခန်းကြီးကိုတပြက်စီလဲနေပါတယ်။အဲ့ဒီအချိန်နောက်ကနေတောက်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 ဆိုပြီးချမ်းမြင့်ကိုခောက်တဲ့အတန်ကြာတော့လှဲကြည့်မိလိုက်ပါတယ်။ဒါပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။လင်းဦးတယောက်စိတ်ချောက်ချားလာပြီးအခန်းကနေထွက်ဖို့လှုပ်တော့နောက်ကနေစောင့်သွင်းပြလိုက်ပါတယ်။လင်းဦးလည်းဝမ်းလျာမောက်ကြီးလဲချပြီးပြန်ထားမရတော့ပလက်လန်လိုက်တဲ့အချိန်မှာလင်းဦးမြင်လိုက်ရတာကသူ့နဲ့တပေလောက်အကွာမှာလေပေါ်မှာမှောက်ရဲ့ကြီးလင်းဦးနဲ့မျက်နှာချင်းဆိုင်အနေထား လာမောက်နေတာကမျက်နှာပြောင်ကြီးမျက်စိမပါနှာခေါင်းလည်းမပါပါးစပ်လည်းမပါဘာမှမပါတဲ့မျက်နှာပြောင်ကြီးလင်းဦးတယောက်အတန်ကိုချစ်အော်ပြစ်လိုက်တယ်တခြားတငယ်ချင်းတွေရောက်လာတယ်လင်းဦးကိုဝင်ပူးနေပါပြီလင်းဦးတယောက်အမျက်ဖြူကြီးလှမ်းပြီးရှိသမျှလူတွေကိုလက်ညှိုးထိုးပြီးအော်ဟစ်နေတော့အနီနာဖုန်းချောင်းကိုထမ်းခေါ်သွားကြတယ်ဖုန်းဖုန်းတို့ကလည်းလူနာကိုပရေပထန်းနေရွတ်ပြီးမေတ္တာတုပ်တွေရွတ်ပြီးပြီးကုသပေးလိုက်တော့လင်းဦးလည်းတက်တာလာပါတယ်ဒီလိုနဲ့အဲ့ဒီပါတီပွဲလည်းပြတ်ပြီးကိုစီအိမ်ကိုလာပြန်လာလိုက်ကြပါတယ် အခုချိန်ကြီးတော့အဲ့အိမ်ဘက်ကိုပြန်မသွားဖြစ်ကြတော့ပါဘူးအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့အင်းစိန်ဂျိုကိုမှရှိခဲ့ဘူးတဲ့ဘိုးအင်းကြီးတလုံးမှာစာရေးသူရဲ့အဖိုးဖြစ်သူဂျုံခဲ့ဘူးတဲ့ကိုတွေ့အကြောင်းအရာလေးကိုစာရေးသူမှတ်မိသလောက်ပြန်ပြီးဝေမျှပေးထားတာဖြစ်ပါတယ်အဲ့ဒီအိမ်ကြီးမှာဂျုံတွေ့ဘူးခဲ့တဲ့လူပုဂ္ဂိုလ်တော်တော်များများကလည်းအခုချိန်ကြီးအသက်ရှိထင်ရှားရှိနေကြပါသေးတယ်အဲ့ဒါကြောင့်ဒီအိမ်ကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့တည်ထားတာရှိရင်လည်းကောင်းမွန်မှဝင်ရောက်ပြီးတော့ပြောပြပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်